တော်သားစုကြီးလွတ်တော့မှာပေါ့တော်စုလွတ်မယ်ပေါ့နော်တမန်ကြီးမကြငယ်လွတ်တော့မှာပေါ့ဒီရဆဲတော့မှာသူတိတ်ကပ်ပြီးပြောတာတာကဲအဲ့ဒါသူဘာပြောလဲဆိုတော့ကျွန်တော်နားထောင်ပြီးလို့ရှင်တော်သားစုကြီးရဲ့အဲဒါလှုပ်ဆောင်တဲ့အခရီးတရားပြစ်မှုတွေကဘယ်လောက်ရှိတယ်ဆိုတာပါအဲထပ်ရှင်းလင်းပြတာပါကျွန်တော်ထပ်ရှင်းရမယ်လွတ်နိုင်မလွတ်နိုင်တော့စဉ်းစားအဲ့လွန်းတော့စိတ်နဲ့ကုန်တဲ့ဖြစ်မှာအတူတူနားထောင်ကြည့်အောင်မပြီးမှဆက်ပြောမယ်။မေစုနဲ့တမရာကြီးကိုပြန်ထုတ်ပေးတယ်ဆိုတာကအကြောင်းမျိုးရှိတယ်။သူကဖြစ်ပြနေတဲ့နော်ပြည်သူနဲ့ ီသူကာဝေးတက်ကိုမတိမ့်သိမ့်နိုင်တာကတခြားသူတို့မနိုင်တော့ရှုံးတော့အဲပြီးတော့ကြားပြန်နေကိုအခြေခံပြီးတော့မြန်မာပြည်ကိုနိုင်ငံတကာက international police ရာနိုင်ငံတကာရဲဌာနနေပြီးတော့ကြားပြန်ဖမ်းရင်လည်းသူရောကျိတ်တော့တခြားနောက်တစ်ခုကအာရွေးကောက်ပွဲပြီးသွားရင်တမနာတယောက်ကနေနောက် တက်မဲ့တမရအကိုလက်ဆင့်ကမ်းပေးရတယ်သူတို့ရဲ့2008ဖွဲ့စည်းပုံကြီးကြောင့်တကြောင်เนาะဒါကြောင့်မို့လို့မေစုနဲ့တမနာကြီးကိုပြန်ထုတ်ပေးမယ်ဆိုတော့တရင်ပြန်ကြရတာသူတို့အတွက်မှမဟုတ်ရင်เนาะဘာမှဟိုအေးမရအဖတ်မရနဲ့ထောင်ထဲမှာပြန်မေးဆွဲသလိုမျိုးထည့်ထားမှာမဟုတ်ဘူးအေးလို့အာနာရှင်ရဲ့မာယာတွေကိုကြည့်ကြဟုတ်ကျွန်တော်ဒါတချို့သူတွေနားလည်အောင်ကျွန်တော်ရှင်းပြပါမယ်เนาะ အဲသူဗာလဲဒီဓမြအဖွဲ့ကိုတမလမနိုင်တာတကြောင်းနဲ့တမလကတကယ်သာနေကျွန်တော်တို့အနေနဲ့ပြောတာပါတကယ်သာနေတကယ်သီရိသာဆုံးမမယ်ဆိုရင်ဘာမှတော့မကြတဲ့အချိန်ကာလဖြစ်မှာလူသားချင်းဆက်နာပြီးတော့ကိုဒီနိုင်ငံရေးသမားတွေရဲ့တွေ့လို့လှုပ်ဆောင်မှုကြောင့်ဒီကလေးတွေကအသိဉာဏ်နေနဲ့ဒါတယူတန်သွားကြတယ်ဆိုပြီးတမလဘက်ကငင်းညာပြီးတော့အခုလောက်စီဒါထိမ့်သိမ့်တင်းတုံနေတာတွေ့ရတယ်ဒါပေမဲ့ ခင်းနေနေနေလုံးနေတာတွေ့ရတော့မှသေလိုက်ကြည့်လိုက်ကြတာအများကြီးပဲသူတော်မှသူတောင်းလျှောက်သူဖိုင်နေကျွန်တော်ကြည့်ဘူးလားငိုလာပါ냐ပြည်တဲ့ကျွန်တော်တို့က PDF တည်တယ်မတည်ဘူးအာဘလို့ရှိတယ်မရှိတော့သူတို့တွေကိုပဲကျွန်တော်ကြည့်သေးတာအဲသူတို့ဘယ်အုပ်စုဘမသွားတိုက်တယ်သူလူတွေဘယ်နှယောက်မှပါတော့ဒါငကားဘကဆိုသူအရင်ကငကားဘကပါတဲ့သူနော်ငကားဘကပါတဲ့အမျိုးသမီးပေါ့အဲသူဆိုလို့ချင်းဒါတောင်းလျှောက်တောင်းလျှောက်ထောက်ဖို့လုပ်ပေးနေတာငကားကိုဟုတ်မှထင်တယ် ။ဘာလို့ကျွန်တော်သူ့ဘိုင်နေလဲဘာလို့ကြောက်သူတို့တွေကိုလဲကျွန်တော်ဝေကြည့်ရနောက်တစ်ခါကြည့်သေးတယ်ကျွန်တော်နိုင်ဝင်တရားတိတ်မမမိတယ်သူတို့မျက်နှာပေါက်တွေမြင်ရင်မှတ်မိတယ်မအိုင်းရတို့ဘာလားမသိပါဘူးကြာသူမှစစ်တက်စက်တက်ရှိတယ်တို့ဘာညာပြောတာရှိတယ်သူတို့တောက်ပံ့ပေးနေတဲ့အဲ PDF တွေအကုန်သိကုန်ပြီတောက်မှမရှိတော့ဘူးသူတို့အရင်ကတောက်ပံ့ပေးနေပါဆိုလို့အကုန်သိကုန်ပြီဒါ KI လက်ထက်တည်းမှာသိတယ်ဟို KNU လက်မှာသိတယ်ပလောင်တွေဘက်မှာသိတယ် MND ဘက်မှာသိတယ်သူတို့ဟိုစကိုင်းတိုင်းဘက်မှာသိဒါသူတို့အတိတော်ပဲ အဲ့ဒါမှဒါကဗဇက်အရသာခံပြီးပြောတာပဲဖြစ်တယ်။သူတို့တွေဘယ်နာမှာဗီတက်တွေဘလောက်တည်တယ်လူကြီးဘလောက်တည်တယ်ဘလောက်တည်တော့သူတို့စီဒီကပဲကျွန်တော်တို့ကအဲတရင်ကြရတာ။တောင်တော်ဘက်ကဘယ်တော့မှလည်းတရင်နဲ့ထုံးမပြဘူး။ဘာတခုံးမှမပြောဘူး။ကျွန်တော်တို့ကတည်နေတာအဲ့ဒါကြောင့်လိုက်လေလာဆက်ဆက်သူတို့တွေလည်းမလွတ်ဘူး။နာမည်ကကျွန်တော်မှမှတ်တာ။နာမည်ကမှမှသူ့နာမည်မှမိုးလာပါလားတော့မသိပါဘူး။ကျွန်တော်ထင်တာပြောတာဟုတ်ကျွန်တော်ဟုတ်နေမယ်။အဲ့လိုမျိုးရှိတယ် နောက်အဲ့လိုမျိုးချက်သူတို့အဖွဲ့တွေထောက်ဖို့လုပ်နေအဖွဲ့တွေအကုန်လုံးကိုကျွန်တော်တို့ကလေ့လာထားရတယ်လေ့လာထားရင်သူတို့ကဘယ်အဖွဲ့ကိုပြီးနေတာလဲအဲ့အဖွဲ့ရနေတော့ဘယ်လောက်ဒီသူတို့ရှင်းတန်းနေလဲတေးလာရှင်းလာသူတဖေးဖေးနဲ့တေးသွားလို့ကျဲသူတို့ငိုလာမရှိဘူးနောက်မှအိုင်းရင်လည်းငိုလာမရှိသူတို့တေးသွားကျတော့သူတို့ငိုတယ်ဒါကိုတော့အဲသူတို့ရဲ့အနေထားလေးပြပြတာပါအဲနောက်တစ်ခါကြားကြန်းကိစ္စနဲ့ရောက်တဲ့ကြားကြန်းနဲ့အဲရောကြိတ်တာမကြိတ်တာတော့ဒီကိစ္စကတော့နိုင်ငံတော်တွေကအာနိုင်ငံတော်အနေထားရှိတယ်ဒါသူတို့ပါဇက်အာတိဆောင်ကြီးပြောတာနောက်တစ်ခါ အဲ့ဒါလည်း2008ဖွဲ့စည်းပုံရတာရွေးကောက်ပွဲပြီးသွားလို့ကျန်တမလားလွတ်ငြိမ်းပိုင်အဲ့ဒါတော့လွတ်လွတ်နိုင်တယ်ပြောလို့မရအောင်ဒီတစ်ပိုင်းရတော့နော်လွတ်ရင်လည်းလွတ်နိုင်တယ်နောက်တက်လာမဲ့ငါနိုင်ငံတော်တမနာလွန်ငိမ့်ပြီးတယ်ဗာညာဆိုတော့အနည်းဆုံးတော့ဗျာအာ၃ဘုတ်တဘုတ်ချောတော့၄ဘုတ်တဘုတ်ချောတော့၅ဘုတ်တော့ဒါမျိုးတွေအဲနှစ်တည်းတည်သေးလို့ဗောဗျာခင်ဗျာ၁၀နှစ်တည်းကို၁၀နှစ်တည်သေးဆိုလို့ရှိရင်သူတို့ကနှစ်၃၀လောက်ကြာတဲ့သူတွေဆို၁၀နှစ်ဖြစ်သွားမှာဗော ပြီးတော့ဘုံကျော်ဦးကြီးကလည်းပေးထားတဲ့ဟာတွေကလည်းအဲ6နှစ်တို့ဘာညာလို့ရထားပြီးသားတွေရှိတဲ့ခါကျတော့သူတို့လွတ်ဖို့နီးတာပေါ့နော်ဒါလည်းနီးပါလေအဓိကတော့ဒီတောင်စားတဲ့မတ်စုတီလာဒေါ်စုကျဘယ်လိုခေါ်ရမလဲအဲနောက်အဲဒီအနေမှာအဲ့ဒီမျိုးသမီးကိုလွတ်စေခြင်းနဲ့ဆိုလို့ချက်လို့ရှင်တာဒါရေကောက်ပွဲကိုအဲဘယ်သူမှမနှောင့်ယှက်မှရမှာအဲ့ဒါမှတက်လာမယ်အဲနိုင်ငံတော်တမနာရေကောက်ပွဲခံတမနာနေပြီးတော့မှဒါလုံးကြီးနေပြီးအဲ short ရက်တွေနဲ့ဒါလုံးမျိုးသားအောင်မြင်သွားမှာ ဒီလိုမျိုးကတော့မယ်ဆိုရင်ပဲဒေါက်ဆန်းကြည့်တို့လက်ထက်တော့ကကျွန်တော်သိရှိသလောက်ကတော့လူငယ်တကားပဲမွေးရဆေးဝါးသမားတွေကိုတယောက်သိ900အထက်ကိုယူပြီးတော့တွတ်ပေးတာ900အထက်ကိုယူပြီးတော့ဥပင်းမြတ်လွတ်ပေးတာအဲ့ဒါတော့ကျွန်တော်တခါကြားလိုက်ရတယ်သူတို့တက်လာတဲ့တခြားလို့ဘယ်သူမှလူငယ်မရခဲ့ဘူးအဲ့ထောင်ထဲမှာနေတဲ့လူတွေအကုန်သိတယ်ထောင်သားတွေအကုန်သိတယ်ထောင်ထဲမှာနေတဲ့သူတွေအကုန်သိသိတယ်2010လောက်ကတော့ဆိုလဲပုံဆိုးသေးတယ်ဒေါက်ဆန်းကြည့်အဲ့မှာအာသူ တရားဥပဒေစုံမင်းနဲ့ဗာရေးဆိုဥသိမ့်သိမ့်လက်ထက်ကနေတော့သူ့ဩဂရခံလိုက်တယ်အဲအဲ့ဒီရဲ့နောက်ပိုင်းမှာလည်းဘာတစ်ခုမှလေအကျဉ်းသားရော်မှာသူတို့ခေါင်းနဲ့ထည့်ခဲ့တာမဟုတ်ဘူးသူတို့ LED လက်ထက်မှာအဲ့ဖိနှိပ်တာပဲအများအများဆုံးကျွန်တော်တို့ကြားတိသိရတယ်တွေ့ရတယ်အဲ့တော့အဲနိုင်ငံတော်ဒီဘက်ကတက်မတော်ဘက်ကစတက်လာပါပြီဆိုတော့ပေးလိုက်တဲ့လွန်ငင်းနေရတနေ့တစ်ခါတနေ့ကို9ခါပေးတယ်10ခါပေးတယ်တနေ့ကိုကျွန်တော်မြန်မာနိုင်ငံမှာ12လရာသီမှာ12လပွဲတော့ရှိတယ်12ခါလောက်ပေးတယ် အဲဒီကြားထဲမှာတောင်လိုင်းင်းနေပြီးတောင်စုနေဘာနေညာနေတာကြီးတဲ့နဲ့ပေးလိုက်တာလဲတဘုံကြီးပဲအဲနှစ်တရာကြနှစ်ငါးရာကြနေတယ်နှစ်နေရာကြနေတယ်လူတွေဘယ်တော့ကြီးလိုက်အဲလင်းငါးနှစ်နေမနေလွတ်တာပဲနောက်ဆုံးဟိုဒါပြောတော့ပေါ့ဗျာဘလူတွေဘလူတွေဆိုနာမည်တက်ပြောင်းနေမှာကောင်းတော့เนาะအဲ့ဒါဟုတ်ပြီဒေါ်စန်းစုကြီးလွတ်နိုင်လွတ်နိုင်ဒေါ်စန်းစုကြီးအဂတိတရားဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်နောက်တစ်ပိုင်းထပ်ပြမယ်အတူတူနားထောင်နိုင်အောင် ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြောချင်တာကကြတော့ဒီပုံမှာမိထားတဲ့ညီမလေးပေါ့နော်ဒီညီမလေးကမိထားတာကဒေါန်ဆန်းစုကြည်ကိုသိမ်းသိမ်းထားတဲ့အကြောင်းရင်းအပြည့်စုံကိုတဲ့သိချင်ပါတယ်တရှင်းပြပေးပါလားတဲ့တကယ်နားမလည်လို့ပါတဲ့အမှုတွေအကြောင်းပေါ့တဲ့အဲအဲ့ဒီဟာကိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ဒေးလာပြီးတော့ပေါ့နော်ကျွန်တော်တည်ထားတော့ဒါအတူမိတ်ချပေးတာဒီတရားရုံးမှာဖြစ်ထားခဲ့တဲ့ဟာလေးတွေပဲကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒေါန်ဆန်းစုကြည်ကိုဆွဲခဲ့တာအမှုပေါင်းအားလုံးစုစုပေါင်းကကျွန်တော်တို့16မှုပေါ့နော်မှုပေါင်း16မှုရှိတယ် အဲထောင်နိုင်ချခဲ့တာစုစုပေါင်း30နဲ့မှ3နှစ်ပေါ့နော်33နှစ်ကောင်မှကျွန်တော်တို့အခု6နှစ်ကိုတော့လူငယ်ချမ်းသာပြီးပြီးပြီးအဲတော့ကျန်ရှိနေတာက28နှစ်ကျန်သေးတယ်ပေါ့နော် ဒါကတော့သူ့ရဲ့ကြံစီဟွာပေါ့နော်အဲ့တော့ဒေါက်ဆန်စုကြည်ကိုဆွဲထားခဲ့တဲ့အမှုတွေကဘာကြီးလဲဆိုဆိုရင်ကျွန်တော်တို့ဒီပထမဆုံးတော့တစ်ခုကကျတော့ဗာလဲဆိုဆိုအများနဲ့အများပြည်သူတင်းရင်အကြောင်းပြေကိုပြပြအောင်လို့လှုံ့ဆော်ခဲ့တာပေါ့နော်ပုံမှန်9 9 9ခါနေတရားဆွဲခဲ့တာရှိတယ်ပြပြအောင်ဆိုရင်အဲတဘောဘေးရန်နေဆိုင်စီမံခန့်ခွဲမှုပုံမှန်25နေနဲ့တင်ဟိုတရားဆွဲခဲ့တာရှိတယ်အဲ့ဒီမှာမှအဲ့ဒီကောင်ကျွန်တော်နှစ်မှုပေါ့နော်အဲ့နှစ်မှုနောက်ကျတော့ပုတ်ကုန်သွင်းကုန်တွေရောပါတာပေါ့နော်ပုတ်ကုန်သွင်းကုန်ဆိုင်ရာကိစ္စတွေ အဲအပြုစင်ကျွန်တော်စကားပြောစက်လက်ဝဲထားရှိမှုပေါ့နော်စကားပြောစက်က10လုံးရှိတဲ့ဂျမ်ပါတစ်လုံးမိတာပေါ့နော်အဲတော့ဆက်သွယ်ရေးဥပဒေနဲ့လည်းညှိတာပေါ့အဲအဲ့ဒီဟာနဲ့ဆွဲခဲ့ပြီးတော့ Docking G Foundation နဲ့ဆက်ဆက်တဲ့ကျွန်တော်အဂရီမှုပေါ့အဲ Docking G Foundation အဂရီမှုဆိုတော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံတော်ဒီဝါတွေကိုအဲကျွန်တော်တင်ပေးထားပါတယ်အဲ့ဒီဟာတော့ကျွန်တော်တင်ထားတဲ့ဟာနဲ့မှနိုင်ငံတော်ရွှေတွေနဲ့ဒီရောအရန်ရွှေတွေနဲ့ကျွန်တော်တို့ CA ဆန်ရေပေါ့နော်အဲ့ဒါတွေအားလုံးကို Docking G Foundation ကို ဟိုကျွန်တော်တို့လက်ပြောင်းပြီးတော့မှယူလိုက်တဲ့ကိစ္စတွေဒီကိစ္စတွေပါတယ်ပေါ့နော်ပြီးကြလို့ရှိရင်ကျွန်တော်ဒီတဘောဘေးအနေနဲ့ပဲနောက်ထပ်ကဘာပါသေးလဲဆိုတော့နောက်တစ်မှုကကျတော့ရဟယင်ငားတဲ့ကိစ္စအဲရဟယင်တစည်းငားလာရပြောဆိုတန်တိုးတယ်အဲအဲ့ဒါကြီးလုတ်ခဲ့တယ်ပြီးကြလို့ရှိရင်နိုင်ငံတော်ပိုင်းရဟယင်တစည်းဝဲတာပေါ့နော်အဲ့ဟာတွေကသူကဒီတဘောဘေးအနေဆိုင်ရာအကြောင်းပြဆောင်ရွက်မယ်ဆိုပြီးတော့မှအကြောင်းပြပြီးတော့မှလုတ်ခဲ့တာပေါ့နော်အဲ့ဒီလုတ်ခဲ့တဲ့ဟာအဲ့ကောင်ကအဲ့ကောင်ကတစ်ခုပေါ့နော်အဲပြည်ကြရခါကျတော့ကျွန်တော်တို့ဒီစီဝါရေးလုပ်ငန်းရှင်မောင်ဝေးရဲ့အဲပြည်ကြရဆိုရင်ကျွန်တော်ရန်ကုန်တိုင်းဟိုဝင်းကျုပ်ဖြစ်ခဲ့တဲ့ ဟိုဥရောပသင်းစီကနေပြီးတော့မရွှေနဲ့ဒေါ်လာတွေလက်ခံခဲ့တဲ့အာဂရီမူပေါ့နော်အဲအာဂရီမူလည်းပါတယ်အဲအဲအဲဟာလည်းတမှုဆွဲခဲ့တယ်ပေါ့နော်အဲနောက်ထပ်တစ်ခုကကျတော့ဘာလဲဆိုတော့အာရေကောက်ပွဲမလျော်ဩဇာတုံးဆဲမှုပေါ့ရေကောက်ရေကောက်ပွဲမှာပေါ့နော်ရေကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စနဲ့ပတ်သက်ရေကောက်ပွဲမလျော်ဩဇာတုံးဆဲမှုအဲ့ဒါကျတော့တမှုပေါ့နော်နောက်တစ်ခုကကျတော့အဲဩစတြေးလျနိုင်ငံလာရှောင်းတာနေနဲ့ကျွန်တော်တို့ဒီနိုင်ငံတော်လို့ဝဲအဲဥတွေပေါ့နော်အဲရှောင်းတာနေနဲ့တွက်ဖက်ပြီးတော့မှကျွန်တော်တို့ရှောင်းတာနေရဲ့မိတဲ့ကွန်ပျူတာတွေရဲ့ အဲပြီးကြလို့ဆိုရင်ကျွန်တော်တို့ server set တွေပြီးကြလို့ဆိုရင် server စနန်းအထောက်ထားတွေပေါ့နော်နိုင်ငံတော်ရဲ့လိုဝဲအဲလိုဝဲလိုဝဲထားတဲ့နဲ့ဒီစီမံကိန်းရောင်းတွေအကုန်လုံးအဲ့ဒါတွေအကုန်လုံးနိုင်ငံခြားကိုလွှဲပြောင်းနိုင်ငံခြားကိုလိုဝဲပြို့နေတဲ့ဟာတွေပေါ့ဒါတွေအကုန်လုံးပေါ့နော်အဲကြတော့အဲ့ server စနန်းတွေတွေ့ရှိမှုတွေအဲ့ဒါတွေအကုန်လုံးမှတရားစွဲတာပေါ့နော်အဲအဲ့ကြတဲ့ခါကျတော့အဲစုစုပေါင်းကြာသွားတဲ့ဟာတော့ဒါခုနကပြောခဲ့တဲ့အတိုင်းပဲထောင်နေတော့33နှစ်ကြာတယ်6နှစ်ကတော့လူငင်းချမ်းသာဝင်ပေးလိုက်တယ်ငင်းချမ်းတော့ပေးပြောက်ခု28နှစ်ကျန်တယ်ပေါ့နော် အဲ့တော့ဒီလောက်ပဲကျွန်တော်ကျွန်တော်လေ့လာမိတလို့ပေါ့ကျွန်တော်လေ့လာမိတလို့ကျွန်တော်တည်ထားတလို့အဲ့လောက်လေးပဲရှင်းပြပေးတာပါအဲဂိမ်းမပြည့်စုံဘူးဆိုလို့ရှိရင်လည်းဖြည့်ဆက်ပြီးဟိုတွေးပေးကြဖို့တည်းကျွန်တော်အဲ့ဒီအသံပိုင်းရကျွန်တော်ထင်တယ်ဟောင်းနေတာကိုဆိုင်လာအမျိုးသားကြီးကိုဆိုင်လာတော့မသိတာအသံကသူနဲ့တော့တော်တော်ဆင်းနေ ။ Now အဲ့အဲ့တန်ဖိုင်နေအားလေးနဲ့ပဲကျွန်တော်ကတ်ပြီးတော့နားလျောက်ရှင်းပြပေးလိုက်ပါတယ်။တောင်သာသူတရားအဂတိတရားနဲ့ဖြစ်တဲ့အမှုကနိုင်ငံရေးမှုလည်းမဟုတ်ပါဘူးเนาะ။အဲ့လိုအဂတိတရားနဲ့ဖြစ်တဲ့အမှုအကြီးကြီးတွေမရှိလားရှိပါတယ်။တောင်ကိုတရားမှာဆိုလည်းရှိပါတယ်။ပကန်ဟိလိုရှိပါတယ်။ဗရာဇီးသမလာဟိုဗာလည်းမာစတာသူတို့လည်းရှိပါတယ်။အမျိုးသမီးအမျိုးသမီးတွေတော်တော်များများဒီဤတိဝင်ကြီးချုပ်အမျိုးသမီးတောင်မှဤတိဝင်ကြီးချုပ် ဖြစ်ခဲ့ဘူးတဲ့เนาะအဓိပတိပေါ့အခုတောင်ပိုင်းမာတင်တို့သူတို့ကတော့ဘာမှမဖြစ်ဘူးတကယ်ကိုတမိုင်းရေထိုးတဲ့နေမှာလှလှပပရေထိုးနိုင်ခဲ့တဲ့အဲအမျိုးသမီးဖြစ်ပြီးတော့ဂျန်တဲ့ဒီနိုင်ငံမှာတကယ်အကြီးဆုံးနေရာယူလာတဲ့အမျိုးသမီး၃လလောင်း၁၀၀၀နဲ့၃၃နဲ့ဒီနိုင်ပဲတစ်ဆက်တည်းကြာတာတွေ့ရတယ်ပြမှုတွေကလည်းအဲ့လိုအာဂိတရားနဲ့အဲ့လိုမျိုးဟိုအချက်နဲ့ပေါက်ကြတာတွေပါတဲ့အကုန်လုံးကပြမှုတွေကအတူတူပဲကျွန်တော်တွေ့ရတယ်။နောက်အတူတူပဲတွေ့ရတယ်။အဲ့တော့အဲ့သူတို့တွေလွတ်ကုန်ပြီလားဆိုတော့လည်းအရင်ဆုံးသတိမူပါမယ်နော်။ အဲတောင်ကိုရီးယားတမနာကာဗန်တက်ဆက်လောက်တက်နေပြီလေသူတို့အဲ့ပကွန်ဟီတွန်းနေပြီလားဆယ်ဝေလောက်အခန်းကျင်းမှာစာအုပ်လေးတွေပေးလာတယ်လို့ကျွန်တော်တို့ဒါလေးလာသိရှိကြသိသိရတယ်ဘရာဇီးနိုင်ငံမှာလည်းထိုနည်း၎င်းပဲသိရတယ်အဲသူတို့တွေလွတ်ကုန်ပြီလားလို့အရင်ဆုံးလေးလာကြည့်ဦးလေးလာကြည့်ဦးလေးလာကြည့်လို့လွတ်ကုန်ပြီဆိုတော့နည်းနည်းမျှော်လင့်ချက်ရှိတယ်အဲဒါမဲ့သူတို့လည်းစာရင်မြန်မာနိုင်ငံပို့ပြီးတော့မျှော်လင့်ချက်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တတ်မော်အစိုးရတက်လာတိုင်းတတ်မော်ဦးသိန်းစိန်လက်ထက်မှာဆိုလဲပေးလိုက်တဲ့ပြည်မှုအမှုပေါင်းလူငင်းပေါင်းက မရေမတွက်နိုင်အောင်ပေးတယ်။ဥမေအောင်လိုင်းလက်ထက်မရေမတွက်နိုင်အောင်ပေးတယ်။မရေမတွက်နိုင်အောင်ပေးတယ်။နှစ်ပေါင်းရာကြော်တွေအဘရာကြော်တွေအဖိုးရာကြော်တွေအကုန်တော့အကုန်အာအကုန်လုံးအဲအုံနေဖြစ်တယ်။အဲတချို့ကြတော့လည်းကောင်းမွန်တော့တာရှိတယ်။တချို့ကြတော့လည်းဒီဇိုးကဇိုးပဲ။အဲအဲ့လိုမျိုးတွေတော့ရှိတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကတော့တဦးသားလေးတဦးနာလေးမရှိဘူးဗျာเนาะအဲတရင်ပုံနေရတဲ့အညာလို့ပြောပြအောင် အဲ့တော့လုံးစားစီတူတာနေမရှိတော့စားစစ်ကြည်တွန်းနိုင်လားမလို့နိုင်လားတော့စားစစ်ကြည်အဂရိတရားနဲ့လာဖြစ်တာပါเนาะအဲ့လိုမျိုးဒါပေမဲ့ဒီရွေးကောက်ဘွယ်ကိုအဲဒါဖြစ်နောက်သွားတယ်ဆိုရင်တော့နောက်တက်လာမယ့်အဆူရတယ်ပေးပါလိမ့်မယ်အများဆုံးတော့စားစစ်ကြည်အဲထောင်ထဲမှာနောက်ထပ်အများဆုံးနေရဥပဒေ33နဲ့ကို6နဲ့လျှော့တော့29နဲ့လောက်ကြတယ်29နဲ့ကိုပြသုံးဖို့တဖို့ထပ်လျှော့လိုက်တယ်ဆိုလို့ရှိရင်အများဘယ်လောက်ကြိုင်မလဲဆိုတော့အဲ14နဲ့လောက်ပဲကြိုင်အဲ့ဒါမှအဲ14နဲ့လောက်29နဲ့ဆိုတော့ 28နှစ်ကိုသုံးဖို့ဆိုလို့ရှိလို့ရှိရင်16အ16နှစ်လောက်18နှစ်လောက်ကြံ့မယ်ဗျာအဲ16နှစ်18နှစ်လောက်ကနေသားလည်း9နှစ်လောက်ရှိလိုက်ဆိုနောက်သက်10နှစ်လောက်ပဲရှိတယ်နောက်သက်10နှစ်လောက်ရှိရဆိုဒီနောက်တက်လာမယ်အစိုးရတက်လာလိုက်လို့အဲဘလောက်ထက်တွေဘလို့တည်စေဘလို့တွေရှော့ဆိုထက်ရှော့မှာဆိုတောင်သက်တိနောက်သက်အများဆုံးနေရအိုက်ထောင်ထဲမှာ9နှစ်နဲ့10နှစ်နီးပါလောက်ပဲနေရမှာအဲ့လိုမှမဟုတ်အများကြီးနေရမှာအဲဒါမှမဟုတ်နောက်အခုတက်လာမယ်အစိုးရကအာ ်နိုင်ငံတော်တမနာနေမှာဒါတင်းင်းပြီးတယ်ဒါမှမဟုတ်နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ဦးကြီးကလည်းပြောမှအဲဒါလိုတင်းင်းပြီးတယ်ဆိုပါမှာပေါ့အဲ့တော့အဓိကတော့ရွေးကောက်ပွဲမှာနောက်ချက်မှာခင်ဗျားတို့လို့မျော်လင့်ချက်တွေပြည်မှာเนาะကျွန်တော်ကတော့အာဘဒုသာတုံးသာလေးတုံးသာလေးမရှိဘူးလွတ်သည်ဖြစ်စေအဲကြားသည်ဖြစ်စေဒါတော့မိမိရဲ့အကန်ကန်ကြီးအကြောင်းပဲဖြစ်တယ်အကျိုးအကြောင်းကမိမိကံမှာလိုက်လာပြီးသားပဲဖြစ်တယ်เนาะအဲ့ဒါလေးတော့ကျွန်တော်ပြောချင်တာပါဘသူဘသူမှတော့ကျွန်တော်တို့ကဒုက္ခရောက်နေတဲ့ဆန္ဒမရှိပါဘူးကိုကိုယ်တိုင်နဲ့ဒုက္ခမရောက်